မနီကွဲကုန်ပြီအားလုံးပဲမင်္ဂလာပါရှင် For You Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မလေးဝတ္တနဲ့ဇလဗျာညွန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မလေးဝတ္တခံမှန်းချက်တွေကိုတင်ပြပေးသွားမှာဖြစ်ပါရရှင်။ဒီကနေ့နိုဝင်ဘာလ10ရက်နေ့ထူးခြားမှုလေးဝတ္တရီအနေနဲ့တိုင်ဖွန်းမွန်တိုင်းနှလုံးရဲ့အခြေအနေနဲ့လာမယ့်ရက်သက်သက်ပတ်တွင်အဆိုပါတိုင်ဖွန်းမွန်တိုင်းတို့ကြောင့် မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လာနိုင်တဲ့မိုးကြီးရေရှမ်းဖြစ်လာနိုင်ခြေများကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါတယ်။ပထမဆုံးအနေနဲ့တိုင်ဖွန်းခမီဂီဤကုန်းတွင်ပိုင်းဖြတ်ကျော်မှုအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။ဗီယက်နမ်နိုင်ငံကိုဖြတ်ကျော်ရခဲ့သည့်တိုင်ဖွန်းမော်နိုင်ခမီဂီသည်နိုဘလာ9ရက်နေ့ညတွင်ကုန်းတွင်းလေပွေလိုင်းအဖြစ်အနာဘတ်သုံးဆက်လက်၍လျားပြီးမုန်တိုင်းအချင်းချံများသည့်ထိုင်းနိုင်ငံမြောက်ပိုင်းသို့ဆက်လက်၍လျားဝင်ရောက်လျက်ရှိပါသည် တိုင်ဖွန်းခမ်မီကီအကျဉ်းချက်များသည့်ထိုင်းနိုင်ငံမြောက်ပိုင်းမှတဆင့်မြန်မာနိုင်ငံအရှိပိုင်းတောင်ပိုင်းနှင့်အလယ်ပိုင်းဒေသအချို့တို့သို့လွန်ပါလ1930ရာနှစ်များတွင်ရွေလျောင်းဝင်ရောက်လာနိုင်ပြီးရန်ကုန်တိုင်းအရာဝတီတိုင်းပဲခူးတိုင်းနောက်ချမ်းဝန်ပြည်နယ်တနင်္သာရီတိုင်းပဲခူးတိုင်းအရှိချမ်းနှင့်ကရင်ပြည်နယ်တို့တွင်လွန်ပါလ10ရာနှစ်မှ12ရာနှစ်ထိ၅ရက်အတွင်းမူရေးချင်းလေးလမှခန့်မှ၅လမှထက်ရွာသွန်းရရှိနိုင်ပါသည် ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲအချိန်တိုင်းထွက်ချက်များအရခမေကီထိုင်းနိုင်ငံကိုနေမိုင်းဒေသများကိုဖြတ်ကျော်လျက်ရှိပြီးလီပီးယားနယ်ဆက်သည့်အနောက်ဘက်သို့ရွေ့လျခဲ့ပြီးအာရုံသွားခဲ့ပြီးဖြစ်ပါသည်ဆက်လက်ပြီးတိုင်ဖွန်းမုန်တိုင်းဖုန်ဝင်အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါသည်တိုင်ဖွန်းမုန်တိုင်းဖုန်ဝင်သည်နိုမလာကူရန်ညရင်ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို CAT4 Typhoon အစဉ်ဖြင့်ဖြတ်ကျော်ဝင်ရောက်ပြီးတောင်တရုတ်ပလဲတွင်သို့ဝင်ရောက်လာပြီး အရှိတ်သို့ပြန်လည်ချိုးခွေ့ယူလျားနိုင်ကြောင်းခံမှန်းထုတ်ပြန်ထားပါသည်။မူလဝတ္တပညာရှင်ဦးဝင်းနိုင်ကဆိုပါထက်စစ်မုံနိုင်များ၏မုံနိုင်ချင်းချက်များကြောင့်မြန်မာနိုင်ငံပေါ်တည်ရောက်လာနိုင်မှုများနဲ့မူလဝတ္တခံမှန်းချက်များကိုလည်းအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။တိုင်ဖွန်းခမ်မီဂီ၏မုံနိုင်ချင်းချက်များဝင်ရောက်ပြီးနိုဝင်ဘာလ10ရက်နေ့နောက်ပိုင်းတွင် အရှိတ်မှမုံနိုင်ချင်းချက်များကြောင့်အခါလွန်မှုပြန်မိုးအန္တရာယ်များ မရှိနိုင်တော့ပါဘူး။ နိုဝင်ဘာ9ရက်များ၌ဖင်္ဂလာဖလင်အော်တာမိုင်းတွင် အထက်လီဝေးလိုင်းဖြစ်ပေါ်နိုင်တော်လဲ။မြောက်အရံမှလီအေးစီကြောင်းအားကောင်းလာပြီးပလဲပြင်းမှ ရေပြင်းကြီးအမြင့်ပူချိန်ကြာဆင်းလာခြင်းတို့ကြောင့်အားကောင်းလာနိုင်ခြင်းမရှိကြောင်းအနောက်တောင်ဘက်မှလီစီကြောင်းအားနေသွားတာကြောင့်မြန်မာနိုင်ငံဘက်တွင်မိုးရွာသွန်းခြင်းရပ်တန့်သွားနိုင်ကြောင်းတွေ့ရပါသည်။ဆလပီမိုးလေဝသနှင့်ဇလားပြညွန်ချမှုဦးစီးဌာနကထုတ်ပြန်လိုက်သောထူးခြားမှုလေဝသအခြေအနေကိုတင်ပြပေးပါမည်။ ဘင်္ဂလားပြည်အခြေအနေကပလီပလန်ပြည်နယ်ဘင်္ဂလားပြည်အတာမိုင်းတို့တွင်တရင်သိင်တဲ့မှတိမ်ထူထန်နေပြီကျန်ဘင်္ဂလားပြည်အော်တွင်တရင်နိုင်ငယ်ဖြစ်ထွန်းနေပါသည်ယနေ့ညနေထိခမ်းမန်းချံစကိုင်းတိုင်းဒေသကြီးအောင်ပိုင်းကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့တွင်တရင်သိင်တဲ့ဖြစ်ထွန်းပြီနေပြီးတော့မန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတို့တွင်နေရာကွဲကြချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်နေရာကျဲကျဲနဲ့ ချန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင် နေရာစိတ်စိတ်မိုးထစ်ချောင်းရမည်။ရွာရဲရောင်နှုန်းပြည့်ဖြစ်ပါသည်။နေပြီးတော့နေရာကွက်ကြားမိုးထစ်ချောင်းရမည်။ရန်ကုန်ကပ္ပအေးနေရာကွက်ကြားမိုးထစ်ချောင်းရမည်။မန္တလေးနေရာကွက်ကြားမိုးထစ်ချောင်းရမည်။ဘကုနေရာကွက်ကြားမိုးထစ်ချောင်းရမည်။မကွေးနေရာကွက်ကြားမိုးထစ်ချောင်းရနိုင်ပါသည်။ဟောင်မလင်းနေရာကွက်ကြားမိုးထစ်ချောင်းရနိုင်ပါသည်။မုံရွာနေရာကွက်ကြားမူထစ်ချုံရနိုင်ပါတယ်။ပတ်သိမ်နေရာကွက်ကြားမူထစ်ချုံရမည်။ ဓာဝဲမူးတစ်ချိန်နဲ့ချိန်ထစ်ချုံရမည်။မြေကြီးနာနေရာကွက်ကြားမူးထစ်ချုံရမည်။လိုက်ကောနေရာကွက်ကြားမူးထစ်ချုံရမည်။ဖက်အံမူးတစ်ချိန်နဲ့ချိန်ထစ်ချုံရမည်။ဟာခါနေရာကွက်ကြားမူးထစ်ချုံရမည်။မော်လမြိုင်မူးတစ်ချိန်နဲ့ချိန်ထစ်ချုံရမည်။စစ်တွေနေရာကွက်ကြားမူးထစ်ချုံရမည်။လာရှိုနေရာကွက်ကြားမူးထစ်ချုံရမည်။တောင်ကြီးနေရာကွက်ကြားမူးထစ်ချုံရမည်။ကျိုင်းတုံနေရာကွက်ကြားမူးထစ်ချုံရမည်။ ဝန်ထိန်ထားဖြစ်ပေါ်မူခြင်းနှင့်တရင်ထိုင်တိုင်းဒေသကြီးကရင်ပြည်နယ်နှင့်ဝန်ပြည်နယ်တို့တွင်မူတိန်တာများဖြစ်ထမှုအကောင်လျက်ရှိပြီးအဆိုပါမူတိန်တာများရွေလျားရာနေရာတခြားတွင်မူရသွင်းခြင်းနှင့်အတူလေပြင်းတိုက်ခတ်ခြင်းမူထစ်ချုံခြင်းမူကျိုးပြခြင်းတရစည်းလက်ခြင်းနှင့်မူတည်ကျခြင်းစသည့်မူလဝဒဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ချုပ်တင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်။နာနေရဒရက်ခမန်းချက် နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့တွင်နေရာစိတ်စိတ်မှနေရာအနှံပြားမှုထစ်ဆောင်ရမည်နေပြီးတော့နေတဝိုင်းအတွက်ယနေ့ညနေထိခမန်းချံနေရာကွက်ကြားမှုထစ်ဆောင်ရနိုင်ပါတယ်ရွာရင်ရာနှုန်း60ဖြစ်ပါတယ်ရန်ကုန်မြို့နယ်ဤတဝိုင်းအတွက်ယနေ့ယနေ့ထိခမန်းချံနေရာကွက်ကြားမှုထစ်ဆောင်ရမည်ရွာရင်ရာနှုန်း80ဖြစ်ပါတယ် မန္တလေးမြို့နယ်ဤတဝိုင်းအတွက်ယင်းညနေတိခမန်းချက်နေရာကွက်ကြားမှုထစ်ဆုံရနိုင်ပါသည်ရွာရရနှုံ60ဖြစ်ပါသည်မြမပလဲပြင်းမြမကယ်ရန်တရှာနှင့်ကလွန်ပလဲပြင်းတို့တွင်တခါတရံမိုးသက်လီပြင်းများကြာရောက်ပြီးလှိုင်းသိမ်းတဲ့မှလှိုင်းကြီးနိုင်ပါသည်မိုးသက်လီပြင်းကြာစဉ်ရေပြင်းမြပြင်းလေသည်တနအိလ25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါသည်လိုင်းမြင့်မှာမြမကင်ရန်တရှောင်းနဲ့ကန်လွန်ပလဲပြင်းတို့တွင်ခုနှစ်ပေမှ၉ပေခန့်ရှိနိုင်ပါသည် ပင်လယ်ပြင်ခီးအတွက်မလူသားခံမှန်းချက်2025ခုနှစ်နိုမာလာရှိရဲ့နေ့နနဆင်နိုင်ခွဲ အချိန်ထုတ်ပြန်ချက်ဘင်္ဂလားပလင်အချိန်နေ့ကပလီပလင်ပြင်းနေဘင်္ဂလားပလင်အော်တာမိုင်းတို့တွင်တင်တင်တင်မှတိမ်ထူထန်နေပြီးစံဘင်္ဂလားပလင်အော်တွင်တိမ်နှင်းရဖြစ်ထွန်းနေပါသည်ထားနိုင်ငံကိုနေမိုင်းဒေသများကိုဖြတ်ကျော်လျက်ရှိပြီးလေပြင်းအားနယ်ဆက်သည့်အနောက်ဘက်သို့ရွေလျားခဲ့ပြီးအာရော့သွားခဲ့ပြီးဖြစ်ပါသည်ရန်ကုန်မှတင်ဒင်သားကင်ရန်တရှောင်းပင်လယ်ပြင်ခီးအတွက်မလူသားခံမှန်းချက် ယနေ့မွန်တဲမှာနောက်24နာရီတွင်ခမ်းမန်းချက်မလီဝသားချင်းနေနေရာစိစိမူထစ်ချုံရမည်အမြင်တာလေးမိုင်းမူရစင်တမိုင်းခက်ရေပြင်လေးမြောက်သွမှုမြအနာမြတနိုင်းပလဲမိုင်း35မိုင်းတခါတရံ25မိုင်းမှမိုင်း30လိုင်းချင်းနေလိုင်းသိန်းတဲမှာလိုင်းကြီးနိုင်ပါတယ်လိုင်းမြင့်ခုနှစ်ပေမှ9ပေခန့်ရန်ကုန်မှာရခိုင်ကဲရန်တခြားပလဲပြင်းခီရဲ့အတွက်မူလဝသခံမှန်းချက်ယနေ့မွန်တဲမှာနောက်24နာရီတွင်ခံမှန်းချက်မူလဝသချင်းနေ တိုင်တင်တင်ဖြစ်ထွန်းပြီးအမြင်တာ9မိုင် ရေပြင်းလေမြောက်တုံမောနာမြောက်တနိုင်ပင်လယ်မိုင်35မိုင်တခါတရံ25မိုင်မှမိုင်30လိုင်းချီနေလိုင်းတင်တင်မှလိုင်းချီနိုင်ပါတယ်လိုင်းမြင့်ခုနှစ်ပေမှကိုပေခန်းနောက်ဆုံးအနေနဲ့မူလဝတ္တနယ်ဇလာပရညွန်ချောင်းမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားသောညည်ရီကြီးမှုအခြေအနေနဲ့သတိပေးချက်များကိုလည်းတင်ဆက်ပေးသွားပါမယ်ကေဂျီနာမြင့်ရင်တပေနီနီခန့်ထဲကြမိကညနေမှ12နိုင်တွင် မြစ်ကျင်းနာမြို့ဤမနေ့ကမြန်ဆုံမှုချိန်30.5 °C ယနေ့နေဆုံမှုချိန်20.8 °C ဖြစ်ပါရဲ့ရှင်။မြစ်ကျင်းနာမြို့သည်ဆွေးရင်မှ1000 cm သို့ရောက်ရှိရန်135 cm 28ပေကျော်ခန့်အလိုရင်းရောက်ရှိနေပါသည်။မြေအတက်ကြပုံမှန်ဒီထားခန့်မှာရှိနေပါမယ်။ဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါသည်။အယောက်ဒီမြစ်အထက်ပိုင်းမှာမိုးအားနှင်းငယ်ရှိနေပါသည်။ရန်ဖန်ရန်ခါအယောက်ဒီမြစ်စုံထက်ပိုင်းမှာနေရာကွက်၍မိုးသည်ထန်ဆောင်ရသွင်းခြင်းများကြောင့် ယချင်းနမီကြားစင်နေရာမှာပြတ်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေပါဦးမယ်။စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြမပြည်မြောင်ပိုင်းစွန့်ဒေသများနဲ့အေယာဝတီမြေအထက်ပိုင်းမေခါမြေနယ်မိခါမြေဝန်ဒေသများမှာမိုးထိပ်တောင်ဖြစ်ထွန်းမှုအားနေငယ်ရှိနေပါတယ်။အေယာဝတီမြေကိုတခြားနဲ့ချင်းနမီကိုတခြားမြကန်ဒီမြင်းနေဒေသများနဲ့မြေလူကျများတွင်စိုက်ပျိုးလူကိုင်းနေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများ အရာဝတီမြင့်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင်းနေကြတော့မိဖပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ပါတယ်။ချင်းနှင်းမြင့်ရင်ချင်းနှင်းခန်းဒီမြင့်ရင်လမခန့်ထဲချောင်းနေကညနေမှ12နာရီတွင်မုံရမြင့်ရင်တလမခန့်ထဲချောင်းနေကညနေမှ12နာရီတွင်ခန်းဒီဟုံမလင်းဖောင်ပြင်းနေမော်လိုက်မြေတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါတယ်။ကလေးဝါမင်းကကနေနဲ့မုံရမြီတို့မှာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါတယ်။အရာဝတီမြီချင်းနေ ။အရာဝတီမျိုးတရှောင်းမျိုးများအလုံးမျိုးစင်လိုက်မြည်ရေးပြန်လည်မြင့်တက်နေအောင်မှာဖြစ်ပါတယ်။ဗမာမြည်ရေးဖိဖိချင်းဆက်လက်ကြဆင်းနေပါတယ်။ရွှေကူမြည်ရေးအနေနဲ့ချက်တန်းနိုင်ပြီးယနေ့ညပိုင်းတွင်ပြန်လည်ကြဆင်းနိုင်ပါတယ်။ကတာမြည်ရေးအနေနဲ့ထက်ရှားနိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံပိုင်းတို့တွင်ပြန်လည်မြင့်တက်လာနိုင်ပါတယ်။ပြည်အဝင်စုစုပါရှစ်ပေနီနီခန့်မြင့်တက်ခဲ့ပြီးယနေ့နနက်ပိုင်းတွင်လေးပေကြောခန့်ပြန်လည်ကြာဆင်းခဲ့ပြီးဖြစ်ပါသည်။ထီးခြားမြည်ဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါသည်။ တပိတ်ချင်းမြည်ရင်ပြပြချင်းဆက်လက်တက်နေပါအောင်မယ်ရှင်ညပိုင်းနဲ့မနက်ဖြန်နှစ်ပိုင်းတို့တွင်ပြည်လင်းကြဆင်နိုင်ပါတယ်မန္တလေးစကိုင်းမြင်းမူပခုတ်ကူညာဦးနဲ့ကျောင်းမြို့မြည်တို့မှပြပြချင်းဆက်လက်တက်နေပါအောင်မယ်မင်းဘူးမခွေးအောင်လန်းပြည်နယ်စိတ်သားမြည်တို့မှပြပြချင်းဆက်လက်တက်နေပါအောင်မယ်ရင်းသထမြည်ရင်အနေငယ်ထက်ကြနိုင်ပြီရှင်ညပိုင်းနဲ့မနက်ဖြန်နှစ်ပိုင်းတို့တွင်ပြည်လင်းမြင့်တက်လာနိုင်ပါတယ်ဇလုံမြို့မြည်ရင်ပြပြချင်းဆက်လက်ကြဆင်နေပါတယ် မနက်ဖြန်ညပိုင်းတွင်ပြည်လင်းမြင့်တက်လာနိုင်ပါသည်။အီယာဝတီမြင့်မြင့်တက်မှုကို24နာရီဆောင်ကြည့်တင်ပြပေးနေပါသည်။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားပါမယ်။ဗီဒီယိုလေးကိုစောင့်နေကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါသည်။မြန်မာနိုင်ငံသူနိုင်ငံသားပေါင်းတဘာဝဘီအန်ရဲ့ကနေကြင်ဝေးကြပါစီလို့ For You Media Channel ကနေဆူတောင်းပေးလိုက်ပါတယ် For You Media Channel ကိုလည်း Like and Subscribe လေးလုပ်သားပေးကြပါဦးနော်လုပ်သား